အားသာဝါနာရှင်ညီကောင်မောင်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဂျွန်လာ6ရက်နေ့ရဲ့နောက်ဆုံးရအာဆနယ်မနက်ခင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် YouTube TikTok Facebook ကနေကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ ပထမဆုံးနေ့တစ်ပုဒ်ကိုတော့ BBC ရဲ့တင်နေထောက်စမ်ပီမိုးပဲ81ရဲ့ဖော်ပြထားတဲ့အာဆင်နယ်ရဲ့ပထမဆုံးလက်မှတ်ထိုးမဲ့ကစားသမားတဦးနဲ့ပဲဖော်ပြပေးသွားကြပါတယ်။အားလုံးသိတဲ့အတိုင်းပဲနွေရာသီရဲ့ပထမဆုံးခေါ်မှုအဖြစ် Real Sociedad ရဲ့ကွင်းလက်ကစားသမား Martin Zuman ဒီကိုအာဆင်နယ်တို့တရဝင်းလက်မှတ်ထိုးနိုင်ပါလိမ့်မယ်ဆိုပြီးတော့ BBC ရဲ့တင်ထောက်စမ်ပီမိုးပဲ81ကဖော်ပြသွားပါတယ်။စမ်ပီမိုးပဲ81ဆိုတာအာဆင်နယ်ရဲ့အတွင်းသတင်းနဲ့ပတ်သက်ပြီးတော့လည်းမကြာခဏဖော်ပြလိမ့်ရှိပြီးမှန်ကန်တဲ့တင်ထောက်တယောက်ပေါ့လေ။အဲ့တော့သူ့ရဲ့အခိုင်အမာပြောဆိုထားကြရဆိုရင်တော့ ဇူဝီမန်ဒီကအာဆင်နယ်ရဲ့ပထမဆုံးနွေရာသီခေါ်မှုဖြစ်လာပါလိမ့်မယ်ဆိုသူကပြောသွားတယ်ဇူဝီမန်ဒီအတွက်စိတ်ပူစရာမရှိပါဘူးဆာဝက်ဆာဒန်ကိစ္စအားလုံးလက်မှတ်ရေးထိုးပြီးသွားပြီစပိန်နဲ့ Nation League ပွဲစဉ်တွေကစားပြီးသွားရင်အာဆင်နယ်နဲ့ဆေးစစ်ပါလိမ့်မယ် ူးအနေနဲ့ဒါဆိုစီတက်ကနေပြီးတော့တရားဝင်ထွက်ခွာဖို့အတွက်အာဆီနယ်နဲ့ဆိုစီတက်ကြားထဲမှာညှိနှိုင်းထားတဲ့ gentleman agreement တစ်ခုရစောင့်ဆိုင်းနေတာဖြစ်ပြီးတော့လက်ရှိအချိန်မှာ interview ချို့မှာဖြေထားတဲ့စကားတချို့ကိုကျွန်တော်တို့သွားပြီးအမှတ်ယူလို့မရဘူးလို့ကျွန်တော်ကတော့ထင်တယ်ပေါ့လေအဲ့လို့ဆိုအာဆီနယ်နဲ့ဆိုစီတက်ကြားထဲမှာ gentleman agreement တစ်ခုရှိတယ်အဲ့ဒါကတော့ဇူလိုင်လကျတော့မှပဲဒီကစားမအယောင်းဝယ်လုပ်မယ် channel ပိုင်းမှာအာဆီနယ်ရောဒီကစားမနဲ့ရောအလုံးပြီးစီးသွားခဲ့ပြီဒါပေမဲ့အဲ့ဒီမတိုင်မှာဇူအီမန်ဒီက interview တွေမှာ तू ပြောချင်ရတော့ तू ပြောမှာပဲ သူကကြိုပြီးတော့ဘယ်လာကြမှလာမယ်။ဘာအတွက်ကြောင့်ဆိုပြီးသူကထုတ်ပြောလို့မရဘူးလေ။ သိရမှာတစ်ဖက်မှာပြန်ကြည့်မယ်ဆိုရယ်စူစီတက်က2025 2026ဘောလုံးယာဒီရဲ့ဘတ်ဂျက်ထဲကိုထည့်ကျင်တာဖြစ်တဲ့အတွက်အဲ့ဒီဂျူလိုင်ကျတော့မှပဲကစားသမောက်သူကအထွက်ပြမှာအဲ့ဒီနေသားမှာဇူမန်ဒီကကျွန်တော်ကလပ်တင်ကကျွန်တော်ကိုဘယ်လောက်ကြမှရောင်းမယ်ဘာကြောင့်ဆိုတော့ကျွန်တော်ကိုရောင်းချရတဲ့ဝင်ငွေကိုဘယ်အထိဝင်ကျင်လို့ပါဆိုပြီးတော့ तू ကအဲ့လိုမီဒီယာထိမှပြောလို့မရဘူးလေအခုလိုပဲဘာမှမဆိုဖြစ်သွားနိုင်ပါလေဘာညာပဲ तू ကဝေးလက်ကြောင့်ပဲပြောရမှာအဲ့အတွက်ကျွန်တော်တို့ကလက်ရှိချိန်မှာတခုတိထားမှာကဒီလိုမျိုးတည်င်းတွေထွက်ပေါ်လာတဲ့ချိန်မှာရိုမာနိုနဲ့အွန်စတိန်လုံးဝမတင်ဘူး သူတို့ကိုယ်တိုင်ရှေ့မှာဇီမဒီအာဆင်နယ်ရောက်ပြီးဟီဝီကိုအားလုံးပြီးစီးသွားခဲ့ပြီအဲ့တော့ဒီလိုအနေထားမှာတကယ်ယုံကြည်စိတ်ရတဲ့သတင်းထဏာကြီးတွေကမတိကြအောင်ဆောင်နေတယ်ဆိုတာကဇီမဒီပြောနေတဲ့စကားတွေကအရင်မပေါဘူးလို့ပြောလို့ရတယ်အဲ့ဇီမဒီဇူလိုင်မှာကျင်းသစ်ရောက်ပါလိမ့်မယ်ဆိုပြီးတော့ဆမ်မီဝိုးပဲ81ကဖော်ပြသွားပါတယ်အဲ့တော့အင်တာဗျူးကသတင်းတွေကိုတော်ပြီအတီယူနေလို့မရအောင်ဒါတွေကပြောချင်ရင်ပြောပါမယ်နောက်ွက်မှာတော့စာချုပ်ပါလက်မှတ်ထိုးဖို့တချို့လုတ်ပြီးသွားပြီလို့သူကတော့ဖော်ပြထားပါတယ် တော့26နှစ်ရဲ့စပိန်သားကတော့2029ခုနှစ်ဒီဆိုစီတဲ့နဲ့တက်တန်းရှိသေးပေမဲ့လည်းအာဆင်နယ်စီရောက်လာဖို့အတွက်ပထမဆုံးလက်မှတ်ရေးထိုးမှာပါကလပ်သင်းမှာ48ပွဲကစားပြီးတော့နှစ်ကိုးသွင်းတစ်လုံးဖိုင်ထားတယ်။ရီယက်ဆူစီတက်မှာပွဲပေါင်း230 6ပွဲကစားထားတယ်။10ကိုးသွင်းပြီးတော့၉လုံးဖိုင်ထားတယ်။တကယ့်ကိုအိုက်တာရဲ့ဒီယန်ရိုးတနေရာအတွက်ဒါဖြစ်တင်းဘောလေးနောက်ထပ်9နှစ်လောက်ကောင်းသုံးလို့ရတယ်။စပိန်သားလည်းဖြစ်တယ်။ဆူစီတက်ကကစားသမားလည်းဖြစ်တယ်။ဒါကြောင့်မို့အိုက်တာစိတ်ကြိုက်ခေါ်ထားတဲ့ပလေယာဖြစ်တဲ့အတွက် ဆူမဒီအာဆီနယ်ရောက်လာပါလိမ့်မယ်ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ဖေဗီဆိုရိုမန်နိုကတင်ထားပါလေဒီသတင်းကတော့အာဆီနယ်တို့ငွေသုံးမယ့်ကိစ္စမဟုတ်ငွေရတဲ့ကိစ္စအဲ့ဒါကအာဆီနယ်တို့ရဲ့ဒီအရင်တော့ဖူးဘက်ကစားမတယောက်လည်းဖြစ်တဲ့အငားကြီးတောက်ချနေခဲ့ရတဲ့25နှစ်ရဲ့ပေါ်တူဂီသား ်လက်ရှိအချိန်မှာတော့လာစီယိုတင်းကိုတရားဝင်ထွက်ခွာသွားခဲ့ပါပြီပထမသတင်းတွေထွက်ခွာတာမှန်ပေမဲ့လက်ရှိအချိန်မှာတော့ဆဲဟွန်ကော်ရီပါကြီးကအစပြောင်းရွှေ့ကြီးရဲ့အဆုံအကုန်လုံးကျွန်တော်အတိအကျသိရတာပေါ့လေစီးရီးကလပ်လာစီယိုတင်းကယူကိုကိုးတန်းနဲ့ခေါ်သွားခဲ့တယ်ကျွန်တော်2021တုန်းကဘန်ဖီကာနေပြီးတော့ယူရှစ်တန်းနဲ့ရင်းနှီးမြှုပ်နှံထားတာယူတတန်းမြတ်တယ် ဒါပေမဲ့ဒီသားမောက်ကျွန်တော်လောခရသပေးရတာဒီအငှားချတာရင်းနဲ့အသင်းမှထားရင်းနဲ့ရှင်တော့ငွေကြေးဖောင်းပေါက်မှုရမြက်တဲ့လူလည်းပြောလို့မရဘူးဗောလေအဲ့တော့ဒီကစားမောက်သူတို့ကတော့အပိသက်ခေါ်သွားပြီချစ်လုံးလို့အပိသက်ခေါ်တာမဟုတ်ဘူး သူတို့ကဒီစားမောက်ကိုအပီးသက်ဝေယူခွင့်ဆိုတဲ့အချက်ကိုအသုံးပြုပြီးတော့ယူကိုးသန်းနဲ့ခေါ်သွား။နောက်ကွယ်မှာသူ့ကိုလိုချင်တဲ့ဂျူဝင်တက်တို့လိုအသင်းတွေအများကြီးရှိတယ်။အဲ့ဒီ Serie A မှာအဲ့ဒါကိုသူတို့တဆင့်ပြောင်းရောင်းဖို့အတွက်စီစဉ်ထားတယ်။ဒါကိုကောင်းကောင်းသိတဲ့ Arsenal ကဒီစားမောက်ကိုရောင်းချလိုက်တာယူကိုးသန်းဆိုပေမဲ့နောက်ကွယ်မှာစင်ဝကုန်25ရာခိုင်နှုန်းတော့ထည့်ထားတယ်။ဒါကျွန်တော်တချို့ report တွေကတွေ့ရပါလေ။အဲ့ဒီအနေထားရဥမာနူနိုတာဘာရက်ကိုတန်းတရာနဲ့ရောင်းလိုက်ပြီဆိုပါစို့ Arsenal ရဲ့အိတ်ထက်ကို25တန်းရောက်လာမယ့်ပုံစံမျိုးအဲ့အဲ့သဘောမျိုးဒါကတော့စိတ်ကူးလေးပါပဲ။ တန်တရာနဲ့လည်းနူရိုဒါဘာရက်ကိုလာဝယ်ကြမှာမဟုတ်ပါဘူးအဲဆိုအာဆင်နယ်အသင်းအနေနဲ့ဒီကစားမောက်ကိုဒါမျော်လင့်ချက်တကြီးတော့ခေါ်ခဲ့တယ်ပြောလို့ရတယ်။ဒါပေမဲ့အသုံးမဝင်တာအသုံးဝင်စားခြေစွမ်းအရင်မကောင်းလို့မဟုတ်ဘူး။မန်တယ်ပိုင်းကနီးပြရဲ့ instruction ကိုလိုက်နာမှုအားနေတာ။မှတ်မိလားမသိဘူး။နူနိုတာဘာတက်ကိုကျွန်တော်တို့ဒီ forest နဲ့ FA ကပ်မှာနေတူတယ်။ကျွန်တော်အဲ့တော့အဖြူဂျာစီဝတ်ကန်တာလေ။အဲ့တော့သူ့ကိုပထမကြီးမှလည်းလူစားလဲတယ်။ချက်ချင်းပြန်ထုတ်ရတယ်။ တော်တော်လေးရုပ်ပေါက်သွားတာအဲ့ဒီနောက်ပိုင်းမှာလည်းအာဒီဒါလုံးဝသူ့ကိုမတုံးကျင်တော့ဘူးမတုံးကျင်တော့ဖြစ်တဲ့အငှားကြီးတချုပ်ချတယ်မာစီကိုငှားချတယ်ဖော့စ်ကိုငှားချတယ်လာစီကိုငှားချတယ်ဖော့စ်ကိုငှားချခဲ့တော့ကျွန်တော်တို့ပေါင်တန်းရတယ်အဲ့ဒီပေါင်တန်းရတဲ့အချိန်မှာပဲမာစီကသူ့ကိုခေါ်ကျင်တယ်ဘာညာယာတီဝဲမှာလုံတည်တယ်ဒါပေမဲ့ဖော့စ်ကလည်းမင်းတို့ယာတီဝဲနဲ့စာချုပ်ဖြတ်သိမ်းပြီးခေါ်မယ်ဆိုရင်အငှားကြီးပေါင်တန်းမရဘူးဘာညာနဲ့အဲ့လိုဖြစ်ခဲ့သေးတယ်အဲ့ဒီတော့ကျွန်တော်တို့ဒီကစားမောက်မယောင်းချနိုင်ခဲ့ဘူးအငှားပဲထက်ချထားခဲ့တဲ့သဘောဖြစ်သွားခဲ့ဗောလေအဲ့တော့ဒီကစားမောက်ကတော့အဲ့ဒီ လာစီကိုအတင်းကိုထွက်ခွာသွားတော့မှဖြစ်တဲ့အတွက်သူနဲ့ပတ်သက်ပြီးကျွန်တော်ပြီးနေတဲ့တပတ်လောက်ခါစားယူ8000ကျော်လဲတနည်းဆိုရင်ယူ3.8တန်းလဲတတ်တာသွားပြီးပြောလို့ရပါတယ်တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါသတင်းလေးနှစ်ခုကျွန်တော်ကတ်တိုးပြီးဖော်ပြခြင်းတယ်ပထမသတင်းကကျတော့ is a khan လို့ခေါ်တဲ့သတင်းထောက်ထောက်ကဖော်ပြထားပါလေသူတဲ့ သူ့တရင်လေးလည်းမစိုးဘူးပြ80ရာခိုင်နှုန်းလောက်စိတ်ချလို့ရတယ်။အာဆင်နယ်တင်းကဘဲတောင်မန်ကစားသမားတူကိုမဖြစ်မနေခေါ်ဦးတာမျိုးတော့မဟုတ်ဘူး။ခေါ်တော့ခေါ်လိမ့်မယ်။ဒါပေမဲ့တိုက်စစ်မှုဝယ်ပြီးတဲ့အခါမှာပိုရှံပြီးထွက်လာမယ်ငွေပမာဏပေါ်မူတည်ပြီးတော့ခေါ်လိမ့်မယ်ဆိုပြီးတော့သူကဖော်ပြသွားတယ်။ဘဲတောင်မန်အတွက်ဒီနူကိုဝယ်လို့ဘာညာတို့ကစားသမားမျိုးတွေခေါ်မယ်။ဒါပေမဲ့သူတို့ဆက်စကိုတို့ယောဂရက်တို့အကေကြီးဝယ်ဖြစ်ခဲ့ရင်အဲ့တုံးလိုက်တဲ့ပမာဏပေါ်မူတည်ပြီးတော့လက်ကျန်ငွေပေါ်မူတည်ပြီးတော့ကစားသမားရောင်းချဖို့ပေါ်မူတည်ပြီးတော့တောင်မန်ကစားသမားတူဝယ်လိမ့်မယ်လို့ပြောသွားတယ်။အရင်မကြည့်ရင်မဝယ်ဘူးဆိုတဲ့သဘောမျိုးပေါ့လေ။ အဲ့တော့အာဆင်နယ်တင်းရဲ့အရေးကြီးဆုံးနံပါတ်1သည်အထောင်တိုက်ဆင်မှုလို့ကြားသိထားတယ်ဗောလေဒါတော့ဒီသတင်းထောက်တယောက်စီရပါအဲ့တော့ညီကိုတော့ဘလို့ထင်လဲအမေရိကန်ကတော့နှစ်ယောက်စလုံးဝယ်တင်တာဗျဘယ်ဘက်ချမ်းမှာဆိုမာတီနီနဲ့ထရော့ဆက်က quality တန်းနေနေလို့ဖြစ်နေတကယ့်ဟိုမှာ final တက်တည်ကြလို့ရှိရင်ဗောလေအဲ့တော့ညာဘက်ချမ်းမှာတော့ဝန်နေနေနဲ့စာကာရှေ့ဆိုမြဲစာကာသာဒီယာတီလိုမျိုးမတော်တဆကာလာရှေ့နားခဲ့ရသည်ရှိသော လို့ဖြည့်ရှင်းမလဲဒါလည်းတစ်ပိုင်းပဲအဲ့တော့အာဆီနယ်သင်းနေနဲ့လာမယ့်ရာသီမှာအထောင်တက်စီမှုဝယ်မှာမှန်ပြီမဲ့လေဒီပိုရှန်နဲ့ငွေပေါ်မူတည်ပြီးတော့ဘယ်ချမ်းတိုက်စစ်တောင်းမကိုလည်းဖြည့်တင်းသွားမယ်လို့မူတည်ထားတယ်ငွေနဲ့နေတဲ့လောက်ပေါ်ချောင်းကိုမဖြည့်သွားဖို့ရှိတဲ့သဘောဖြစ်နေပါတယ်အဲကြောင့်မို့လဲလက်ရှိ Sasco ကိစ္စကိုသူတိကျညှိနေတယ်လို့ထင်ပါတယ်ကဲဒီသတင်းနဲ့ကပ်ပြီးဖော်ပြချင်တာက Premier League မှာလာမယ့်ရာသီသုံးမဲ့ဘောလုံးပေါ့လေကျွန်တော်တို့ Nike နဲ့လက်တွဲလာခဲ့တာ Nike ထုတ်ဘောလုံးတွေလက်တွဲလာခဲ့တာ25နှစ်ကြာပြီ ဒါပေမဲ့ဒီယာတီမှာတော့ပူမာကထုတ်လုပ်တဲ့ဘောလုံးကိုပဲကျွန်တော်တို့သုံးမယ်အဲ့ဒီဘောလုံးတော့အမေရိကန်မှာကျင်းပမဲ့ပရီးမီးယားလိဆမ်မာစီးရီးမှာစတင်ပြီးမိတ်ဆက်မယ်ကြားသိရတယ်အဲ့ဒီမှာတော့သူတို့ကဒါ United Everton ဘုံမောက်ဝက်ဆန်တို့ကစားမဲ့ပွဲစဉ်တွေမှာသုံးရပဲဗောလေအဲ့တော့2025 2026ဘောလုံးယာတီရဲ့ပရီးမီးယားလိပွဲစဉ်ဇာတ်ရည်ကိုတော့ဒါဘူတဖူးနေ့အထူးသဖြင့်ဂျွန်လ18ရက်နေ့မှာတရားဝင်ကြေညာသွားမယ်လောလောဆယ်တော့အမှတ်ပေးစရာကိုကြည့်လိုက်လို့ရှိရင်တော့ ရမတ်ဗလာဖြစ်နေချိန်မှာအာဆီနီယအဆင့်တက်မှာတော့ရှိနေသေးတယ်။အဲဒါဆိုအော်ကက်စထရာတွေမှာပွဲတွေကံပဲ။ဒါပေမဲ့ထုံးစံတိုင်းပဲဒါအော်ကက်စထရာလာဝက်လောက်ကျွန်တော်တို့ပွဲတွေကံတဲ့အခါမှာလာကုန်တဲ့အထိ transfer အပြောင်းလဲတွေရရှိနေဦးမှာပါ။ကဲ ဒီ season လေးကိုဒီကောက်ဝင်ကြီးပန်ဝင်ပြီးတဲ့ show လုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမှဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်တညာကို6939936လုံး2ခုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရယူနိုင်ပါတယ် Viber ခွင့်ကို sport online နဲ့9လုံးဘစ်တူကိုလည်းကစားလို့ရနိုင်ပါတယ်ခင်ဗျာဘောလုံးပွဲတွေဆော့မယ်ဆိုတော့ကျွန်တော်လက်တွဲထားတဲ့ show ဘောလုံးမှာလာပြီးဆော့နိုင်ပါတယ်ဘောလုံးပွဲတွေလုံးဝမလောင်းတက်ဘူးဆိုတော့ YouTube မှာ ကျွန်တော်အားပြုလို့ရပါတယ်။ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကတော့ ESPN ကဖော်ပြထားတဲ့လက်ရှိဥရောပထိပ်တန်းလိဂ်ကြီး၅ခုမှာအကောင်းဆုံးဗဟိုခံစစ်ကစားမှာ၁၀ဦးဒါတော့ယာတီကုံသွားတဲ့အခါမှာခြေစွန်းပြတဲ့ကစားသမားတွေပုံမူတည်ပြီးသူတို့တွက်ချက်ထားပါလေ ESPN ရဲ့အကြိုက်ဆုံး၁၀ရောက်နံပါတ်၁၀နေမှာရှိတော့ Rio ပြောင်းသွားခဲ့ပြီဖြစ်တဲ့ဘုံမောက်ခံစစ်ကစားမှာ Dean Hussein နံပါတ်၉နေမှာတော့ Northern Forest ကခံစစ်ကစားမှာ Murielo နံပါတ်၈နေမှာတော့ Lepopu ရဲ့ Konate နံပါတ်၇နေမှာတော့ ချန်ပီယံလိချန်ပီယံပီအက်ဂျီအသင်းရဲ့ခံစားသားမှာမာကွင်ညိုနံပါတ်6နေရာမှာတော့ဂျူပါစီသူကတော့ဘာစီလိုနာကပေါ်ဂျူပါစီပေါ့လေနံပါတ်5နေရာမှာတော့ဘတ်စတိုနီအင်တာမီလန်ရဲ့ခံစားသားမှာနံပါတ်6နေရာမှာတော့ဂေဗရီယယ်မဂါဟေးဒါတော့မှဆရာသမားဒန်ရနေကြတော့နမို့ဆိုဒီအမှတ်ထပ်တောင်ပူသွားနိုင်တယ်နံပါတ်3နေရာမှာတော့အန်တိုနီယိုရူဒီကာရီယယ်မက်ဒရစ်ကပေါ့လေနံပါတ်2နေရာမှာတော့ဝီလျံဆာလီပါဒီယာတီ ခီဗီယောနဲ့တွဲပြီးတော့လည်းအကောင်းဆုံးခြေစွမ်းပြခဲ့ကစားသမားပေါ့လေအမြဲတမ်းစာလီဘာအခြေတတ်မှတ်ထဲမှာပဲနံပါတ်1ညမှာတော့ပရီးမီးယားလိချန်ပီယံလီဗာပူးသင်းရဲ့ခံစားသမားဗန်တိုက်ပေါ့လေအဲ့တော့ဒီ10ယောက်ကတော့လက်ရှိဥရောပထိပ်တန်းလိဂ်ကြီး9ခုမှာအကောင်းဆုံးစင်တာဘတ်ထဲကမှ1 2တန်းဝင်တဲ့စီးရင်းထဲမှာပေါ့လေအာဆင်နယ်ရဲ့ခံစားသမား2ဦးအထိပါဝင်လာခဲ့တယ်အဲ့တော့လာမယ့်ရာသီမှာဒီ2ဦးသာကြံ့ခိုင်မှုအပြည့်ရှိနေပြီးတော့ရိုက်ယာသာဒီနေရာဒီလိုမပြရဘူးဆိုရင်တော့ လာမယ့်ရာသီလည်းအာဆင်နယ်ကပရီးမီယာလီဂ်ရဲ့အကောင်းဆုံးခံစစ်မှတ်တမ်းတစ်ခုကိုထပ်မံပြီးပိုင်ဆိုင်မှာပါအဆုံးထိကြည့်ပြတော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ